ရှုစင်းတဲ့စင်ရင်စစ်တနာနဲ့ပိုက်သေးကကလေးလေးရဲ့ကံကြောင့်စိတ်နှကကြီးတရံပိုင်ဆိုင်နိုင်ခဲ့တဲ့ဖတ်တီမပရိသတ်များလုံးမင်္ဂလာပါရှင်ဆက်လင်း insider page ကနေပြန်လေးကြိုဆိုလိုက်ပါတယ် စိတ်ထားကောင်းရင်ကံကောင်းတယ်ဆိုတဲ့အတိုင်းစိတ်ထားကောင်းကောင်းထားကောင်းဈေးရောက်တယ်လို့ငလင်ပေးမှလူတန်းကလေးတန်ဖိုးကြီးစိတ်နှကပိုင်ဆိုင်နိုင်ခဲ့တာကတော့အချင်းပေါင်းတဲ့ဖတ်တီမဖြစ်ပါတယ်။ဖတ်တီမအချင်းပေါင်းဆိုင်ကငလင်မလုတ်ခင်မှာတမရသီးတုတ်ကိုလက်မလဲတန်းတော်တော်လေးကိုရောင်းရတာဖြစ်ပါတယ်။ဒါကြောင့်လည်းဖတ်တီမကဒီနေ့ကို9သိန်း10သိန်းဘူးလောက်ရောင်းချရတယ်လို့သိရပါတယ်။ဒါကလည်းဖတ်တီမဘိုက်တေကရင်သွေးလေးရဲ့ကုသိုလ်ကံလို့ဆိုရမှာပါ။အချင်းပေါင်းတဲ့ဖတ်တီမကကိုဝင်ရှိလာပြီးရဲ့နောက်မှာတမရသီးတုတ်ကိုချင်းချင်းတက်တာကြောင့် မြသည်တုတ်ချင်းချင်းဆက်ဆက်ကို TikTok မှာစပြအပြီးတော်တော်လေးနာမည်ကြီးခဲ့တာဖြစ်ပါတယ်။တကယ်ဆိုရင်မြန်မာနိုင်ငံမှာအချင်းပေါင်းတဲ့တွေအများကြီးပါ။အထူးသဖြင့်ဖတ်တီမဇေယောင်းနဲ့ဥပိန်တရာတောင်တမန်အင်းမှာအချင်းပေါင်းတဲ့တွေအများကြီးရှိပါတယ်။ဒါပေမဲ့လည်းဖတ်တီမတယောက်လက်မလဲအောင်ရောင်းချနေရတာဖြစ်ပါတယ်။ဒါကကလေးရဲ့ကုသိုလ်ကံဖတ်တီမရဲ့ဆန်မာကတ်တင်းစကိန်းနဲ့ဖတ်တီမရဲ့တမယာသည်တုတ်အရာတာစတာတွေအကြောင်းဖြစ်ပါတယ်။ဖတ်တီမရဲ့တမယာသည်ကိုလူပေါင်းရာနဲ့ချီတန်းစီတိုးဝေပြီးတော့ဝေစားကြတာကြောင့်ဖတ်တီမကတနေ့ နေ့ကဝင်ငွေ30ချီရကဝင်ငွေကောင်းခဲ့တာဖြစ်ပါတယ် ဒီလိုအခြေအနေကိုမနာလိုကြတဲ့အတွက်ဖက်တီမသမယာရီတို့က FDA အစားအသောက်စီကံနဲ့မကန့်ညီဘူးမတန်ရှင်းမှုဆိုပြီးတော့တွားတိုင်ကြပါတယ်။ဒါကြောင့်အစောပိုင်းမှာဖက်တီမကဈေးရောင်းခွင့်ပိတ်ခံရသလိုရော့ကျင်းငွေတွေလည်းပေးဆောင်ခဲ့ရပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံကလင်ပေးတန်ခံရချိန်မှာဖက်တီမတယောက်သူမနေထိုင်နေတဲ့မန္တလေးမြို့မှာလူတွေအတိဒုက္ခရောက်နေကြတာကိုမကြည့်ရတဲ့အတွက်သူမဈေးရောင်းကအနည်းနဲ့အလားအလာစုဆောင်းထားတဲ့ငွေသိန်း90ကိုပောင်ဝင်လူတန်းခဲ့ပါတယ်။ ဒါကြောင့်ပရိသတ်တွေကတော့ဖတ်တီမရဲ့ဖြူစင်တဲ့စိတ်တလေးကိုလေးစားနေကြတာပါတကယ်ဆိုရင်ဖတ်တီမကစီးပွားရေးပြည်လည်နေတဲ့သူတရားမဟုတ်ပါဘူးတမန်တီးသုံးတဲ့နာမည်မကြီးခင်ကဆိုရင်ဖတ်တီမကတနေ့ဈေးရောက်မှတနေ့စားရတဲ့တာမန်လန်ပြီးအချင်းပေါင်းတယ်လေးပါဒီလိုမျိုးသိန်း90ရာဖို့ဆိုတာတော်တော်ကြီးကိုစူးစောင်းထားခဲ့ရတာပါဒါပေမဲ့ငလင်ဘေးတန်ကြောင့်သူမနေထိုင်ရမန္တလေးမြို့မှာလူတွေဒုက္ခရောက်နေချိန်မှာတော့ဖတ်တီမလည်းမနေတာတော့ပါဘူးဒါကြောင့်ဖတ်တီမကသူမစူးစောင်းထားတဲ့ချွေးနေစာငွေသိန်း90ကိုလူတန်းဖို့အတွက် ြင်ဆင်ခဲ့ပါတယ်။ငလင်ဘေးတံကြောင့်လူတွေဒုက္ခရောက်နေချိန်မှာသူမရဲ့တန်တစ်တာလေးတွေမှာစူဆောင်းထားတဲ့ငွေ9000တန်လေးတွေကိုတွားရောက်လူတန်းပို့တော့ဆုံးဖြတ်လိုက်ပါတယ်။ဖတီမကဒီအလူဟာသူမတယောက်တည်းအလူမဟုတ်ဘဲသူမကိုချစ်ခင်အားပေးခဲ့ကြတဲ့ကျေးဇူးရှင်မိဘပြည်သူတွေရဲ့ငွေတွေလို့ပြောခဲ့တာပါ။ ဖတိမာကသူမမွေးစည်အတွက်စုဆောင်ထားတဲ့ငွေတွေစေယုံတွေနဲ့အကူအညီလိုအပ်နေတဲ့ပြည်သူတွေစီကိုတွားရောက်လှူဒန်းခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ဖတိမာကိုယုံကြည်လေးစားကြတဲ့သူတွေခုနှစ်ရသားသမီးတွေကလည်းဖတိမာကိုငွေတွေပို့ပြီးတော့လှူဒန်းကြတာကြောင့်ဖတိမာတယောက်ကတော့ငလင်ဘေးတင်ပြည်သူတွေစီကိုငွေမြောင်များစွာလှူဒန်းနိုင်ခဲ့ပါတယ်။ဒါကြောင့်ဖတိမာကတော်တော်လေးကိုပြောနေခဲ့တာပါ။ သူမဘွားမှာအခုလိုမျိုးငွေတွေအများကြီးကိုကင်ပြီးလှူတန်းရလိမ့်မယ်လို့တခါမှမထင်မှတ်ခဲ့ပါဘူး။ဖက်တီမကတာမန်ဈေးတွေမှာလေးဆိုပေမဲ့သူမစိုးစောင်းထားတဲ့ကလေးလေးမွေးစိတ်တွေငွေတွေကိုစိတ်ရှင်းစွာနဲ့လှူတန်းခဲ့တဲ့သူဖြစ်လို့အားလုံးကလေးစားကြပါရဲ့။ဒါကြောင့်လိုင်းလီဆိုင်ရွှေရတနာဆိုင်ကလည်းဖက်တီမရဲ့ brighter စိတ်ဓာတ်ကိုလေးစားကုန်ပြုရနေနေလိုင်းလီဆိုင်တိုင်းပဲကန်ရှင်တွေဖြစ်ကြတဲ့ကိုစီတူမြင့်ဦးနဲ့မမ့်မေဦးခပြတို့ကတန်ဖိုးကြီးစိတ်နဲ့ကန်းနဲ့မကြခင်မှာမွေးဖွားမဲ့ကလေးအတွက်အသုံးဆောင်ပစ္စည်းတွေကိုအိမ်တရာရောက်အကုန်ပြုချင်းမြင်ခဲ့ပါရဲ့။ ်ဖတ်တီမာကိုသိန်း60တန်းစိတ်နဂတ်ကြီးကိုကိုရန်ဝေပေးလိုက်တဲ့အခါမှာဖတ်တီမာတယောက်ဝမ်းသာမြဲရီတောင်ကြားခဲ့တာပါဖတိမာကဒီလိုတံပိုးကြီးနဂတ်ကိုတခါမှမရဘူးသလုံးဝေးရမယ်လို့လည်းအိမ်မက်တော်မမတ်ဖူးခဲ့တာပါကဲပရိသတ်ကြီးတို့ရောဖြူစင်တဲ့ပရိသတ်စိတ်ဓာတ်ကြောင့်စေနဂတ်ကြီးချင်းမြင့်ခံရတဲ့ဖတိမာပေါ်မှာဘယ်လိုမျိုးထင်လဲဆိုတာပြောသွားခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်